2025ခုနှစ်မေလ29ရက်ကြာပရိမနစောစောကိုနှုတ်ကတော်ညီဖျားခင်သာတက်ရောက်လာတဲ့ကျွန်တော်တို့တပြားခန်းစားပြီးတိတာကလာသွားလာခြင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်တော်မှာပုံကြည်ပါစီတော့ရှေးဥစွာကလာချင်းကိုရွေးနှုတ်ရမယ်ဆိုလို့ရှိရင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရောက်ချင်းစီအသက်ရှင်ခဲ့ရပောင်းက149ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ခဲ့တဲ့149ရက်မှာဘလို့ကလာချင်းကိုသုံးပြုခဲ့လဲပြန်ပြောင်းဆန်းစစ်စစ်စားဆင်ခြင်နှုံသွင်းရအောင်မနက်ဖြန်လေးစပြီးတော့နှစ်ကုန်ဒီကြံရှိသေးတာကတော့ 236ရက်ကျန်ပါသေးတယ်။ကျန်ရှိသေးတဲ့236ရက်ကိုလည်းကာလကြောင့်ကောင်းစိုးရွေးနှုတ်ပြီးသွာလာခြင်းလည်းပို့လို့ကရှိဥစွာတိုက်တွန်းလို့ဆိုပါစီ။ဒီကနေ့ My Blessed Morning အစီအစဉ်အဓိက ခြေပြုမှတ်ချက်စာကတော့ရှမာကုခရဝင် အခန်းကြီး7အပိုင်ငယ်24ဖြစ်ပါတယ်။ထို့ကြောင့်ငါဆိုသည်ကားတင်တို့သည်စုကျေးစုကို ရမည်ဟုယုံကြည်သောစိတ်နှင့်စုတောင်းတပြားတို့ကိုရကြလိမ့်မည်။ နောက်ကတော့ဒီအသက်ရှင်စားတော့ဖြစ်တိုင်းကြောက်တိုင်းမှာဘုရားသခင်သည်အတိတ်တပံပြလိုက်ကောင်းကြီးပေးပါစေတော့အာမင်ဆုတောင်းတမျှတို့ကိုရကြတယ်ဘလောက်ကောင်းလေးပဲချက်လဲဆုတောင်းတမျှဘာပဲတောင်းတောင်းရတယ်လို့ဆိုလိုတာပါဒါပေမဲ့အချိန်ကန်ချက်တော့နှစ်ခုတော့ရှိတယ်ဆုတောင်းမဲ့အရာအတွက်ကိုယ်စိတ်လုံးထဲမှာဘာလုပ်ဖို့လို့ဆိုရင်ဆုယေရှုကိုရမယ်လို့စိတ်ထဲမှာသတ်မှတ်အာမင်ယုံကြည်တဲ့စိတ်နဲ့ဒုတိယချက်ကတော့ယုံကြည်တဲ့စိတ်ရှိရမယ်ဆုယေရှုကိုရမယ် ရကောင်းရလိမ့်မယ်ပုံပေါ်နော်ရမယ်စိတ်ချတယ်ယုံကြည်သစိတ်နဲ့တောင်းပါမယ်ကြောက်ဒီချိန်နိုင်မှာကျွန်တော်ယုံကြည်ကြောင်းပြောတော့အများကြီးပဲကျွန်တော်တိတ်ကလည်းပြောပြဖို့ပါတယ်တရားဟောဆရာနဲ့တွေ့တဲ့ခါမှာကျွန်တော်သူ့တင်လာလို့ကျွန်တော် research လုပ်ခြင်းလို့ဆရာမနစ်ကဆရာကောင်းစီနဲ့တရားဟောတယ်ဒါတင်းငွေ52ပတ်တမဟုတ်53ပတ်ရှိတယ်ဆိုပါဆိုဗျာအဲ့52ပတ်မှာဘာအကြောင်းဟောတာများလဲလို့ပြောတဲ့ခါမှာ 对，电视啊，阿弥阿祖啊，都得要好吃。可能是可能是海格罗游击战讲好彪吧？啊，彪那个游击战嘛，阿弥阿祖们，他们就那说一点嘛，神杂了吧？嗯，阿内祖哦，游击战没骗你们那么彪走。好啦，阿弥阿祖啊，有击战，啊，得他妈得现在游击啊，内祖骗你那么彪走。啊，讲新秀，啊，地比老的东等烂片来看嘛，不不还追烂片走，得么子盘边不嘛？ လားအရှင်ရှုကအသီးပသီးစီနဲ့လို့ပြောတဲ့ခါအဲ့ဒီဘုရားပါသွေးချောက်သွားတာ။နောက်နေ့တည့်ရဖဲနော်သွေးချောက်သွားတာ။အဲ့တော့အဲ့ချိန်မှာတပည့်တော်တွေအာအောပြီးတော့ကိုရောချိန်ထားတဲ့အပင်ကသွေးချောက်သွားပါလားလို့ပြောတဲ့ခါအရှင်ကဒီစကားကိုပြောတော့ပါတယ်။ပြောတာဖြစ်ပါတယ်။အကျဉ်သူသည်ယုံမှားသောစိတ်နဲ့ကင်း၍ဟာယုံကြည်ခြင်းရှိရမယ်လို့ပြောတာ။ယုံမှားတန်တရားနော်တန်တရားစိတ်နဲ့ ဝီစီကိစ္စလို့ခေါ်တဲ့တိုလောတိုလောဖြစ်တဲ့စိတ်တွေမရှိဘဲနဲ့ဘာလို့အောင်မဆိုရင်ယုံကြည်တဲ့စိတ်နဲ့တောင်းရမယ်။စုကျေးစုကိုရမယ်လို့ယုံကြည်သောစိတ်နဲ့တောင်းရမယ်။နှစ်ချက်ရှိတယ်။ဒါပြောပါမယ်။စုကျေးစုကိုရမယ်ဒါပထမချက်။ຢາກအောင်ရမယ်မဟုတ်နော်ကျွန်တော်ပြောခဲ့ပြီးပြီ။ຢາກကိုရမယ်ဆိုတဲ့သဘောယုံကြည်သောစိတ်နဲ့တောင်းမယ်။တောင်းရင်ကျမ်းစာပါပြောလဲစုတောင်းတမျှတို့ကိုရကြလိမ့်မယ်။ဒီနေ့ချက်တော်ညို့မှာတော့ ကျွန်တော်မိသားစုရဲ့လိုအပ်ချက်တွေအတွက်ဒီမှာပါမီတွေပညာရေးဖြစ်ဖြစ်မယ်ဒါအိမ်တော်မိသားစုရဲ့လာမယ့်အနာဂတ်ကာလအတွက်အကျွန်တော်တက်ရောက်နေတဲ့မိသားစုတွေအသင်းတော်တွေအတွက်ကျွန်တော်ရဲ့နိုင်ငံအတွက်ကျွန်တော်ရဲ့ကဘာကြီးအတွက်ဟုတ်လားဒီချိန်မှာဆူတောင်းဖို့အချိန်တန်ပြီလို့ဖော်ပြချင်တာဖြစ်ပါတယ်အရှင်ဘုရားရဲ့ခြေဆောင်ခြင်းဟာနီးကပ်နေပြီမဲ့ကျွန်တော်ဆူတောင်းခြင်းအပြင်တော့အားမလျော်ဘဲနဲ့ပွားလာခြင်းလည်းပို့လို့တယ်ဒါအရှင်လည်းမြေရန်ပါပါလဲ ဆူတောင်းလှဲစောင့်နေကြလောလို့ပြောပါတယ်။ဘယ်ချိန်ကာလလာမှမှသိမှမသိတာ။ဒါကြောင့်စောင့်တော့စောင့်နေရမယ်။ဘာပါလဲ။ဆူတောင်းလှဲ pray and watch ဆူတောင်းလဲစောင့်နေကြလောလို့မှားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဆူတောင်းရမယ့်ချိန်တိုင်းတိုင်းမှာဒီနေ့အရှင်ပြောတဲ့တုံ့ပြန်ချက်ကိုလက်ခံရအောင်။ကြားနိုင်အောင်ဆင်ခြင်အောင်နှလုံးသွင်းကြရအောင်။ဆုကျေးဇူးကိုရမည်ဟုစိတ်နဲ့ယုံကြည်သောစိတ်နဲ့တောင်းရင်ဆူတောင်းသမျှတို့ကို ညာကြလိမ့်မယ်ဟာလေလုယာဝင်ကားပါတဲ့ရဟောကြအဖြစ်ရောက်တယ်မှာဘုရားခင်သည်အတိတ်တပတ်ပြန်လဲကောင်းချီးပေးပါစီတော့ဆုတောင်းနှံ့ကြပါစို့မြေတော်ရှင်ဖဖျားတပိတော်များဟာတွေ့ချောက်သွားတဲ့တမောတဖန်ပြုံကြည့်ပြီးတော့အာဩကြပါတယ်ဘုရားခင်ကိုယုံကြည်ရင်တင်းသူဒီယုံမသောစိတ်နဲ့ကင်းပြီးတော့မိမိဆိုတဲ့အတိုင်းဖြစ်မယ်လို့ယုံကြည်တဲ့စိတ်နဲ့တောင်းတယ်ထိုတောင်းနေရာမှာ၍ပင်လယ်နဲ့ကြာဆိုရင်သူပြောတဲ့အတိုင်းဖြစ်မယ်လို့ပြောပါတယ် အဲဒါကြောင့်ယုံကြည်သောစိတ်နဲ့သူ့ကျေးဇူးကိုရမယ်ဆိုတဲ့စိတ်ချမှုနဲ့သူကိုရရှင်တောင်တုံ့ဝင်ချိကနိုင်ဖို့ပါကိုရမစတယောက်ချင်းကိုရရှင်အလင်းပြည့်ရဲ့တုံတင်ပါထို့သို့ပြုရင်ဆူတောင်းမြောက်ရကြလိမ့်မယ်ဆိုတဲ့အတိုင်းကိုရောပေးမဲ့အဖြေကိုလည်းယုံကြည်ကြမယ်ရအောင်နေစေအကြောင်းဖြစ်စေဖို့ဒီနှစ်ပတ်တရားစကားပေါ်မှာအလင်းပြည့်ခြင်းပြည့်ပြင်းခြင်းတုံတင်ကျေးဇူးကပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်ပြေကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူ ဆုတောင်းအပ်နှံကြပါရယ်အဖဖျားသခင်အာမင်ကျွန်တော်ဘာလို့ねကိုလှဲ့ကောင်းတဲ့ ਨੇ ဟာလာမေလာကုံတော်မယ်ဒီနေ့ဆိုရင်ပဲဟာလာခုနပြောတိုင်း20နဲ့ကိုရဲ့နော်မရပန်တပတ်ခါဖိနှဲ့ခါဆိုလို့ရှင်ဟာလာဒါဂျွန်လာတွေတော့ရောက်တော်မယ်ယောက်ဒီရှိမှာကိုသက်တာကိုကာလချင်းကဘလောက်အရေးကြီးဆိုသိပြီးတော့ရွေးနှုတ်လဲအရှင်မိမာတဲ့အတိုင်းဆူတောင်းနဲ့စောင့်နေကြတော့ဆိုတဲ့အတိုင်း ဆူတောင်းပြီးစောင့်ရှောက်ဖို့တော့ကအသက်တာပြီးပြင်ဆင်ရအောင်လို့ထပ်ဆင်ပြီးတိုက်တွန်းလိုပါတယ်ကျွန်တော်ဝင်ကကျွန်တော် public မှာ share လုပ်ခြင်းအပြင်အမှုလည်းမြန်မာဆက်လက်ပေါင်းပေးပါအောင်လို့ထပ်မံပြီးတောင်းဆိုလိုပါတယ်လို့ဆိုသွားမဲ့သူရောက်တဲ့မှာဘုရားသခင်ကြီးကြီးမားတဲ့ကောင်းကြီးမင်္ဂလာများနဲ့တပါတောင်းလောင်းပြီးလာပြတော့ဟောပါစီတော့အာမင်